ပါခင်ဗျာအပတ်စဉ်တင်ဆက်နေတဲ့ editorial talk editor စကားဝိုင်းကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒီ2015နှစ်ကုန်နဲ့2016နှစ်ဆန်းမှာဖြစ်ပေါ်လာနေတဲ့ငြင်းငြင်းနဲ့ပတ်သက်တဲ့အလားအလာတွေကိုဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဇင်ဘာလ16ရက်နေ့ကနိုင်ငံတော်သမရကနေပြီးတော့ဒီကျွန်တော်တို့ January 12ရက်2016မှာပြည်တော်စုငင်းငိုင်းညီလာခံတစ်ခုကိုခေါ်ဆိုဖို့ပြောခဲ့ပါတယ်။မကြခင်ကလည်းဒေါန်ဆန်းစုကြည်နဲ့ဥရောပမင်းဦးဆောင်တဲ့ MPC လို့လူသိများတဲ့မြန်မာနိုင်ငံငင်းငိုင်းပြည်လဲပေါ်ဆောင်မှု ဘဟိုအဖွဲ့တို့တွဲဆောင်ခဲ့ပါတယ်ဒီအပေါ်မှာဘုမပြည်မှာဖြစ်လာနိုင်တဲ့ဖြစ်နေတဲ့ငင်းငိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေနောက်နှစ်သက်မှာပါတယ်ဖြစ်လာနိုင်မလို့ဆိုတော့တွဲဆောင်မင်းမြတ်မှုဖိတ်ခေါ်တာတော့ကျွန်တော်တို့ဆရာတွေနှစ်ယောက်ပေါ့နော်အဲ့တော့ဆရာကကျွန်တော်အရင်ဆုံးမေ့ချင်ပါတယ်အခုလိုတော့တွဲနေကြပြီနောက်သူတစ်ပြင်းတော့အเจ้าရနှစ်ခုကိုဆွေးနွေးတယ်လို့ပြောပါတယ်လက်ရှိ လုပ်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ကျွန်တော်တို့မကြမီကျင်းပမဲ့နိုင်ငံရေးဆွေးနွေးပွဲအခင်းကျင်းကိုဆွေးနွေးခဲ့တယ်လို့ဒေါ်အောင်ဆွေးစုကြည်နိုင်တွေ့တဲ့အပြီးမှာဦးလောက်မှန်ရွှေကပြောပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဆရာကျွန်တော်တို့ဘာတွေမျှော်လင့်နိုင်လဲနှစ်သက်မှာစမယ်ကျွန်တော်တို့ရဲ့ဒီငြိမ်းချမ်းရေးအတွက်စာမျက်နှာတည့်ဖွင့်နိုင်မလားအဲ့ဒါကိုဆရာဆက်ပြီးတော့ဆွေးနွေးပေးပါအောင်ဆရာတန်းစွန်းနေခင်ဗျာအခုလာမယ့် January 10ရက်နေ့မှာကျင်းပမယ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာကတော့ ကျွန်တော်အနေနဲ့အဲ့ဒီညီလာခံက2016ခုနှစ်ထဲမှာကြာတယ်ဆိုမဲ့တကယ်ကတော့သမရဦးသိန်းစိန်ရဲ့ဒီညဉ့်ညမ်းရေးလှုပ်ရှားမှုတွေဟာသူဒီယာရုကနေပြီးတော့ဒီလွှဲပြောင်းမပေးခင်ကာလအတွင်းမှာ သူ့အနေနဲ့တော့ဒီညဉ့်ညမ်းဖြစ်စဉ်နဲ့ပတ်သက်လို့သူအခြေခံကောင်းတွေတိစောက်ခဲ့တယ်ဆိုတာပေါ်ပြခြင်းနဲ့သဘောထားလို့ကျွန်တော်မြင်ပါတယ်ခွန်းဒါပေမဲ့ကျွန်တော်ဒီယာနဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ဟိုပြောစရာရှိတာက တမရာဦးသိန်းစိန်ကသူလုတ်တဲ့အခင်ကျင်းတိုင်းမှာသူကလူပြားအောင်ပဲစဉ်းစားနေတာအရေးပါမှုတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအချိုးအစားမညီတာတွေကျွန်တော်တွေ့နေရတယ်ဒီပြီးခဲ့တဲ့2015ခုနှစ်ကျွန်တော်တို့ February 10ရက်နေ့တော့အဖွဲ၄ဘက်နဲ့လုတ်တယ်။အော်နောက်ကျွန်တော်တို့အဲဟိုပြီးခဲ့တဲ့ကျွန်တော်တို့ဟိုအောက်တိုဘာလမှာလုတ်တော့လဲ၈ဘက်နဲ့လုတ်တယ်။နော်။အဲ့တော့ဆိုတော့ကကျွန်တော်ပြောချင်တာကအခုဒီစုဖွဲ့မှုကိုကြီးလိုက်တဲ့အခါမှာလဲ ဒီနိုင်ငံရေးပါတီ150ဆိုတဲ့ထက်မှလည်းတော်ကောရောကောတွေဖြစ်နေတာတွေ့ရတယ်နော်နောက်ပြီးတော့အချို့ပြင်အချို့မညီတာကတော့ဒီ NLD ပါတီလိုအခုတပီလုံးအများစုအစိုးရဖွင့်နိုင်တဲ့အနေထားရထားတဲ့အင်အားစုကဒီနိုင်ငံရေးပါတီတွေထဲမှာအချို့စားဟိုတန်းတူညီသူဖြစ်နေတာဟာတော်သဘာဝမကျတဲ့ကိစ္စလို့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာတော့ချုပ်ပြောချင်တာတော့ဒီလာမဲ့ကျွန်တော်တို့ညဉ့်ညာရေးညီလာခံဆိုတာလည်းပဲအဲ့ဒါကြောင့် တဏ္ဍတန်တော့တိတ်အောင်မှာမဟုတ်ဘူးညဉ့်ဉန်းကြီးပြဿနာတွေလည်းနိုင်ငံကြီးရဆွေးနွေးရမယ့်ကိစ္စတွေအတွက်လည်းကျွန်တော်တို့တိတ်ထူးထူးခြားခြား ဖြစ်လာမယ်လို့ကျွန်တော်မမျှော်လင့်ဘူးခင်ဗျ။ဟုတ်ကဲ့ခင်ဗျအခုလာမယ့်ဒီကျွန်တော်တို့2016ဇန်နဝါရီလ12ရက်ဒီငញ្ញញရေးပြည်တော်စုငញ្ញញရေးညီလာခံမှာနော်ဒီဥစ္စာကတကယ်ကတော့ NCA ရဲ့အစိပ်ပိုင်းမှာ NCA ကိုကျွန်တော်တို့အော်တိုဘာ15မှာတိုးတယ်။ရက်60အတွင်းမှာအခုလိုမျိုးနိုင်ငံရေးဆွေးနွေးမယ်လို့လို့ကျွန်တော်တို့ဇန်နဝါရီအခုရက်ပိုင်းအတွင်းကြာလာတာပေါ့။အဲ့ပေါ်မှာတော့ဆရာတော့တိတ်မမျှော်လင့်ဘူးတမရဦးသိန်းစိတ်သူတက်တန်းအတွင်းမှာလှုပ်ခဲတဲ့အတခုပဲ။အဲ့တော့ဒေါက်တာရံမျိုးသိန်းနေတဲ့ဒီပေါ်မှာဘာမျှော်လင့်နိုင်လဲဘာရနိုင်လဲဒီပေါ်ကနေပြီးတော့တကယ် အနှစ်သာရရှိတဲ့ငြိမ်းချမ်းမှုကိုဥတည်သွားနိုင်လားဖြစ်ဆိုပြီးဆွေးနွေးပြပါဦးနော်အဲကျွန်တော်ပထမဆွေးနွေးချင်တာကတော့ဒီပြည်တော်စုငြိမ်းချမ်းရေးညီလာခံကိုအဲပုံဖော်တဲ့ပုံစံဟာနော်1963ခုနှစ်တုန်းကအမျိုးသားညီလာခံကိုပုံဖော်ခဲ့တဲ့ပုံစံနဲ့တထက်သေးကြနေတာကိုတွေ့ရဥပမာအဲ့ဒီအချိန်တုန်းကအမျိုးသားညီလာခံမှာလဲကိုယ်စလဲက900ကျော်အခုလုံးမဲ့ဟဲ့လားပြည်တော်စုငြိမ်းချမ်းရေးညီလာခံမှာလဲကိုယ်စလဲက900နောက်ပြီးတော့အဲ့ဒီအဲထဲမှာ အာကိုတိုးလာလာကိုဆရာကခုနဆွေးနွေးသွားသလိုနိုင်ငံရေးပါတီတွေကကိုယ်စားလှယ်150ဒါပေမဲ့အ150ကိုဘလို့ရွေးချယ်လဲဆိုတဲ့နေရာမှာဥပမာရွေးကောက်ပွဲမှာဟလာကိုယ်စားလှယ်တယောက်မှမရတဲ့ပါတီကလည်းတယောက်ဟလာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းတယောက်နောက်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီတွေကလည်းတယောက်ဆိုရင်ဒါဟာတရားမျှတတဲ့ကိုယ်စားပြုမှုမဖြစ်နိုင်ဘူးလို့ကျွန်တော်ကမြင်တယ်နောက်ပြီးတော့တကယ်တမ်းကကျွန်တော်ရဲ့အမြင်အားဖြင့်ဟလာရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီ22ပါတီကကိုယ်စားလှယ်တွေက 150တဲမှာအများစုဖြစ်ပြီးတော့ဟလာဟိုရွေးကောက်ပွဲမှာမဲရာဂိုင်နှုန်းတစ်ခုအနိုင်ဆုံးရရှိတဲ့ပါတီတွေအနေနဲ့ဟလာတဦးစီကိုစားပြုတ်ခွင့်ပုံစံမျိုးကိုစဉ်းစားတဲ့အဲကျွန်တော်ဆိုလိုချင်တဲ့သဘောကတော့2015ရွေးကောက်ပွဲမှာနော်ပြည်သူလူထုရဲ့စန္ဒမဲတွေနဲ့လိုက်လျောညီထွေဖြစ်တဲ့ကိုစားပြုတ်မှုမျိုးကိုစဉ်းစားတဲ့လို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့လက်တွေ့မှာအဲ့လိုမဖြစ်ဘူးအဲ့ဒီအခါကျတော့တစ်ဖက်ကစဉ်းစားမယ်ဆိုရင်ဟလာ ်နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေကိုဟလာများများထည့်ပြီးတော့ဒီပြည်တော်စုငင်းငယ်ညီလာခံမှာဟိုအตาစည်းရောက်အောင်လုပ်တလားလို့စဉ်းစားစရာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါဟာဟိုကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ကျွန်တော်ကမြင်တယ်နောက်တစ်ခုကပြည်တော်စုငင်းငယ်ညီလာခံမှာဟလာ NCO လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနေတဲ့တက်ရောက်ဖို့ခဲရင်တဲ့အနေထားကိုတွေ့နေရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာ ါတစ်ချိန်လုံးကအားလုံးပါဝင်လက်မှတ်ရေးထိုးတာမဟုတ်တဲ့အတွက်ကြောင့်မလို့ NCO လက်မှတ်မရေးထိုးခဲ့တဲ့အခါကျတော့လက်ရှိအချိန်မှာလည်းဘယ်လိုပဲအစိုးရဘက်ကဖိတ်တယ်ပြောပြောပြည်တော်လူငင်းငယ်ညီလာခံကိုတတ်ဖို့ခက်တယ်လို့မြင်တယ်နောက်ပြီးတော့နောက်ဆုံးသိရတဲ့အချိန်တွေကအစိုးရဘက်ကဖိတ်တာလည်းပဲနော်ဟိုခွဲခြားပြီးတော့အဖွဲအားလုံးကိုဖိတ်တာမျိုးမဟုတ်ဘဲနဲ့ဟဲ့လားအဖွဲအများစုကိုဖိတ်ပြီးအဖွဲအချို့ကိုချန်လက်ထားမယ်ဆိုတော့မူပေါ်မှာဆက်ပြီးတော့ဆွဲကင်ထားတဲ့အခါကျတော့ NCO လက်မှတ် ရေးထိုးထားခြင်းမရှိတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ဒီပြည်တော်စုငြိမ်းချမ်းရေးညီလာခံကိုတက်ဖို့ခဲရင်တဲ့အနေထားကိုတွေ့နေရတယ်။အဲ့ဒီအခြေအနေတွေရသုံးသပ်မယ်ဆိုလို့ရှိရင်လာမယ့် January 12ရက်နေ့မှာစမယ်ပြည်တော်စုငြိမ်းချမ်းရေးညီလာခံဟာကျွန်တော်အမြင်အားဖြင့်တော့တိုင်းပြည်ရဲ့နော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်နော်ထိရောက်အကျိုးရှိတဲ့အဲ platform တစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကလုံးဝမယုံကြည်ပါဘူး။ โอเคဆရာတို့နှစ်ယောက်ကတော့ဒီကျွန်တော်တို့အခုလာမဲ့ပြည်တော်စုညဉ့်ညဉ့်ညီလာခံမှာเนาะဖိတ်ကြားထားတဲ့ကိုစားပြမှုပေါ်မှာတော့ဝေဖန်သွားတယ်ပေါ့ဆိုတော့ကိုဟိုဒေါက်တာရမျိုးသိန်းလည်းပြောတော့ပါလေဒီဥစ္စာနဲ့ပတ်သက်လို့လက်မှတ်မထိုးထားတဲ့အဖွဲ့တွေအထူးသဖြင့် NCA ပေါ့နော် NCA ကိုလက်မှတ်ထိုးထားတာ၈ဖွဲ့ပါပဲဒေါ်စန်းစုကြည်လည်းအဲ့လိုပြောပါတယ်ဘာလို့ဆိုတော့နောက်အစိုးရတက်လာမှ तू ကပြောခြင်းနဲ့နောက်တစ်ခုကလည်း flexible နဲ့ inclusive ကိုပြောပါတယ်ဒါ MPC ပေါ့ကျွန်တော်ညဉ့်ညဉ့်ပေါ်ဆောင်ရေးဘိုလ်နဲ့တွေ့တော့လည်းဒေါ်စန်းစုကြည်ဘက်ကဦးဝင်းထိန်ပြန်ပြောရရတဲ့လောက်တော့အဲ့နှစ်ခုအဓိကဆွေးနွေးတယ်အဲ့တော့ဒီကြံခဲ့တဲ့ လက်နက်ကင်အဖွဲ့တွေပေါ့ NCA ထဲမှာပါတဲ့အဖွဲ့တွေနောက်တစ်ခုအဲ့ဒါတွေနဲ့အပြင်ကျွန်တော်တို့အလုံး27ဖွဲ့လောက်ရှိတယ်ကျွန်တော်တို့တကယ်အင်အားကြီးတဲ့ဝါတို့မိုင်းလာတို့အဲ့ဒါတွေနဲ့ပတ်သက်လို့တကယ်တမ်းဒီညီလာခံမှာပါလာနိုင်ရေဒေါန်ဆက်စုကြည်ဘက်ကဘယ်လိုလုပ်မှာလဲနောက်တစ်ခုကတော့ဒီဟိုညီလာခံဖြစ်နေတဲ့ company တွေဘာလို့မဖွဲ့ရသေးပါဘူးသူတို့အလုံးပါဝင်မှုတကယ်စစ်မှန်တဲ့အလုံး inclusive ဟာတကူဖြစ်အောင်ဘာတွေလုပ်ဖို့လိုလဲဆရာပြည့်စုံပြီးတော့နည်းနည်းပြောပါအောင်ဆရာကြီးဩဒီညာနဲ့ပတ်သက်ပြီးတော့ဒါကဒီညီလာခံကကျွန်တော်တို့ ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကလုတ်ခဲ့တဲ့ NCA လက်မှတ်ထိုးပွဲရဲ့အဆက်ဖြစ်တာ။အဲ့တော့ပြီးခဲ့တဲ့လက်မှတ်ထိုးပွဲကလည်းရှိတဲ့ထဲကကျွန်တော်ရှစ်ဖွဲ့နေပဲဖြစ်တယ်။နောက်အော်မြောက်ပိုင်းမှာရှိနေတဲ့ကျွန်တော်တို့အဖွဲ့၄ဖွဲ့ဟော KIA KIA တို့တော့ပလောင်တို့အာကျွန်တော်တို့အာရခိုင်တပ်မတော်နဲ့ကျွန်တော်တို့ဒီကုကံပေါ်ကြဒီဖွဲ့တွေမပါဝင်တဲ့အခါကျတော့ဒီဖွဲ့တွေမပါဝင်ဘူးဆိုလို့ရှိရင် KIA ရလည်းမပါဝင်ဘူးအဲ့တော့ ဒီမြောက်ပိုင်းမှာတကယ်တမ်းကျွန်တော်တို့တပ်မတော်နဲ့စီးရီးယားထိတွေ့တိုက်ပွဲဖြစ်နေတာကလည်းဟိုဒီဖွဲ့တွေနဲ့ပဲအဓိကဖြစ်နေတာအဲ့တော့အခုလက်မှတ်ထိုးခဲ့တဲ့ဖွဲ့တွေကလည်းဟိုအစိုးရနဲ့တိုက်ပွဲမဖြစ်ဖဲနဲ့ညဉ့်ညဉ့်ရေးယူထားတာတော်တော်လေးကြားနေတဲ့အဖွဲ့အစည်းတွေဖြစ်နေတာအဲ့တော့ပြီးခဲ့တဲ့ NC လက်မှတ်ထိုးတာက all inclusive မဖြစ်ဘူး nation wide မဖြစ်ဘူးနောက်တနက်တန်မတိတ်ဘူးအဲ့တော့အဲ့ဒီအနေအထားကဟိုအဓိကကျွန်တော်အနေနဲ့ ျွန်တော်အနေနဲ့မြင်တာဆိုလို့ရှင်တော့ဒီပလောင်အဖွဲကသူတစ်ဖက်သက်သူတို့ဘက်ကနေပြီးတော့ထိုးစစ်ရှင်မှုကိုရပ်ဆိုင်တာပဲကိုကန်ကလည်းအပြစ်ခရက်ဆက်တာပဲနောက်အေးအေးဆိုရာကသူတို့နဲ့တွဲပြီးလှုပ်ရှားနေတဲ့အဖွဲအဖွဲစီးဖြစ်တယ်အဲ့တော့ဆိုရာကသူတို့တတွေကိုဒီအပြစ်ခရက်ဆက်ထားတဲ့ထဲကနေပြီးတော့ဒီသူတို့တတွေကိုကျွန်တော်တို့တမနော်ဘက်ကနေပြီးတော့စစ်စင်ရေးတွေရိုက်ဆိုင်မယ်ရိုက်ဆိုင်ပြီးမယ်နောက်ပြီးတော့ညီလာခံကိုဖိတ်မယ်ဆိုလို့ချင်း တကယ်ကို NCA ဟာအဓိပ္ပာယ်ရှိပြီးတော့တနတ်တန်တွေတိတ်သွားနိုင်တယ်အဲ့ဒါဆိုလို့ရှိရင်နောင်လာမဲ့ဒီနိုင်ငံရေးမူပေါင်းတွေဆွေးနွေးတဲ့အခါကျရင်ပိုပြီးအဓိပ္ပာယ်ရှိမှာအအခုကျွန်တော်မြင်ရသလောက်ကတော့ဝအဖွဲ့နဲ့ကျွန်တော်တို့ဒီဟိုပေါ့ဝအဖွဲ့နဲ့မိုင်းလားအဖွဲ့ကအာဒီကိစ္စတွေထဲမှာတက်တကြွဆိုတော့မပါဝင်ဘူးဆိုတာလေစောစောကအဖွဲ့လေးဘွဲ့တွေနဲ့ရဲ့သဘောထားတွေနဲ့တစုံတရာဆက်ဆက်မှုရှိတယ်လို့ထင်တယ်အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုတော့ ဒီ NCA NCA ဆိုတဲ့ခြေလှမ်းကိုပထမဦးဆုံးလှမ်းတဲ့နေရာမှာ တောင်မှကျွန်တော်တို့မြောက်ပိုင်းတစ်ပိုင်းလုံးကတကယ်ဟိုတမတော်နယ်တိုက်ခိုက်နေတယ်မြောက်ပိုင်းတစ်ပိုင်းလုံးကဟိုပြဿနာဖြစ်နေတာပေါ့ဟိုအတဏ္ဍတဏ္ဍတန်လည်းမတိတ်နိုင်ဘူးဖြစ်နေအဲ့တော့အခုကဒီဟာနဲ့ပတ်သက်တဲ့ထွက်ပေါက်ကကျွန်တော်မြင်တာကတော့အဓိကအဖြစ်ဒေါ်ဆန်းစုကြည်ရဲ့အမျိုးသားပြန်လည်တက်မြတ်ရေးလုပ်ငန်းစဉ်ကိုဒီငင်းငိုင်းလုပ်ငန်းစဉ်နဲ့ပေါင်းစပ်မယ်လို့ထင်တယ်အဓိကအဖြစ် ျွန်တော်ကတော့ဒီလူ900ခုဘာလို့ကတော့နောက်မှကျွန်တော်တို့အော်ဒီစုဖွဲ့ပြီးတော့ဆွေးနွေးတာပေါ့ဗျာညီလာခံပထမဦးဆုံးကျွန်တော်လှုပ်တင်တဲ့ကိစ္စကဒေါ်ဆန်းစုကြည်အနေနဲ့ကတ်တချုပ်ကြီးကိုကျွန်တော်တို့ဘုရုံမူကြီးမင်းအောင်လှိုင်ကိုဒီဖွဲ့၄ဖွဲ့နဲ့ပတ်သက်ပြီးတော့လက်ရှိအနေထားအောင်မှာဒီဖွဲ့၄ဖွဲ့အပါဝင် ကျွန်တော်တို့ဟိုဆရာဆဲထားဖို့ ਨੇ သူတို့ကိုညီလာခံကို ဖိတ်ခေါ်ဖို့ကျွန်တော်တို့လိုရလို့ထင်တယ်အဲ့ဒါအဲ့ဒီကိစ္စကိုသာဒေါ်ဆန်းစုကြည်ဆွေးနွေးစည်းရုံးနိုင်မယ်ဆိုလို့ရှိရင်ဂျန်တဲ့ကိစ္စတွေအလုံးပြင်လဲသွားလိမ့်မယ် NCA လည်းပဲဦးသိန်းစိန်အနေနဲ့အဲဒီဂျာရူကနေပြီးတော့လွှဲပြောင်းမပေးခင်အတွင်းမှာထူးခြားတဲ့အခြေအနေတစ်ခုကိုရရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျအဲ့ဒါဒီဟာနဲ့ဆက်ဆက်ပြီးတော့ပဲကျွန်တော်ဒေါက်တာရံမျိုးသိန်းကိုမေးချင်တယ်ဒေါ်ဆန်းစုကြည်ကဒီလက်မှတ်မထိုးသေးတဲ့အဖွဲ့တွေပါဝင်လာနိုင်ဖို့လမ်းဖွင့်ပေးတာဖို့ပြောင်းလဲပြင်လဲတဲ့ကျွန်တော်ဒီ flexibility မူပါဝင်ထားပါလို့တော့ ပြောတယ်အဲ့ဒီလိုပဲ inclusive ကိုပြောတယ် inclusive peace project တော့သူကိုယ်တိုင်လည်းအနိုင်ရဟိုအစိုးရ waiting ပါဗျာ government နဲ့ waiting government ဖြစ်ဖို့စောင့်နေတယ်လို့ပဲသူလည်းနိုပဲငញ្ញញစုရှင်တယောက်ပဲငញ្ញញနိုပဲစုရှင်တယောက်အနေနဲ့တကယ်တမ်းအားလုံးပါဝင်ပြီးတော့တကယ်ဟိုအတိတ်ပဲရှိတယ်အနှစ်သာရရှိတယ် inclusive ငញ្ញញဆွေးနွေးပွဲတစ်ခုဖြစ်အောင်ဒီထက်ပါပြီးတော့လုပ်ပေးတင်လဲဆိုတာလေးကိုဆရာရမျိုးသိဖြည့်ဆွတ်ပြီးတော့ဆွေးနွေးပေးပါအောင်ခင်ဗျာအဲကျွန်တော်အမြင်ကတော့ခုနဆရာတန်းဆိုးနိုင်ဆွေးနွေးသွားတယ်လို့ပဲ တကယ်တမ်းပြည်တော်စုညီညာရေးညီလာခံဟာကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်တွင်းစစ်ကိုရပ်ဆဲဖို့နောက်ကျွန်တော်တို့တိုင်းပြည်မှာအမျိုးသားပြန်လည်တင်ပြရေးကိုတည်ဆောက်ဖို့เนาะပြည်တွင်းညီညာရေးတည်ဆောက်ဖို့တကယ်ရည်ရွယ်တယ်ဆိုရင်ကျွန်တော်အမြင်အားဖြင့်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလာမခွဲမခြားတသားတယ်အားလုံးပါဝင်နိုင်အောင်အစိုးရအနေနဲ့နောက်ပြည်တော်စုညီညာရေးဖော်ဆောင်ရေးကော်မတီအနေနဲ့ဖိတ်ကြားတဲ့နယ်လို့ကျွန်တော်ကမြင်တယ်အဲ့ဒီလိုမဖိတ်ကြားနိုင်တဲ့ွေ့ ကျွန်တော်အမြင်အားဖြင့်အဲ့ဒီပြည်တော်စုငြိမ်းချမ်းရေးညီလာခံဟာအားလုံးပါဝင်တဲ့ပြည်တော်စုငြိမ်းချမ်းရေးညီလာခံဖြစ်လာဖို့မလွယ်ဘူးအဲ့ဒီလိုပဲ NCA ကလည်းပဲအားလုံးပါဝင်တဲ့တနိုင်ငံလုံးကိုလွှမ်းခြုံတဲ့အပြစ်ခတ်ရစေးဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီလိုမဖြစ်လာရင်ကျွန်တော်တို့တိုင်းပြည်ရဲ့နော်အမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးခရီးစဉ်ဟာနှောက်နှေးသွားမယ်ကြန့်ကြာသွားမယ်အဲ့ဒါနဲ့ဆက်ဆက်ရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီရေး နော်နောက်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရာလဲနှောင့်နှေးကြန့်ကြာသွားမယ်လို့ကျွန်တော်ကမြင်တယ်။အဲ့ဒီအခါကျတော့လက်ရှိအချိန်ဒီမှာကျွန်တော်အများအားဖြင့်တော့ဒေါန်ဆန်းစုကြည်အနေနဲ့နော်ခုနဆရာတန်းစွန်နိုင်ပြောသလိုပဲမတက်မတော်ကောက်ဝေးဦးစီးချုပ်အပါဝင်တက်မတော်ထိတ်တန်းအရာရှိကြီးတွေနဲ့တွေ့ဆုံပြီးတော့ဟလာကြံရှိနေတဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းအားလုံးကိုပြည်တော်စုညီညာညီလာခံမှာဖိတ်ကြားနိုင်အောင်ဟိုစီယုံနိုင်မယ်နော်ထုံးပြနိုင်မယ် နောက်အဲ့ဒီသဘောထားကိုလည်းပဲလက်ရှိသမရဦးသိန်းစိန်နဲ့အစိုးရအဖွဲ့အနေနဲ့လက်ခံနိုင်မယ်ဆိုရင်ကျွန်တော်အမြင်အဖြစ်လာမယ့်ဇန်နဝါရီလ17ရက်နေ့မှာလုံးမယ်ပြည်တော်စုညီညာရေးညီလာခံဟာတကယ်ကိုအသက်ဝင်လာလိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ် အခုနောက်ဆုံးနေတဲ့ဆရာတန်းစွန်းနိုင်ကဒါတက်မလို့ကိစ္စပြောလာတဲ့နောက်တစ်ခုက2015ကျွန်တော်တင်တဲ့တိုက်ပွဲလေးပိုဖြစ်တယ်ပေါ့2013 2014လေးငင်းငယ်ဖြစ်စဉ်လုပ်တဲ့အထက်မှာအဲ့တော့တကယ်တမ်းဒီတက်မလို့အနေနဲ့လည်းကျွန်တော်တို့တကယ်ကိုငင်းငယ်ရို့တကယ်ဥတီသွားနိုင်တဲ့အနှစ်သာရရှိမှုတစ်ခုလောက်ဘလို့ပူပေါင်းပါဝင်ပြီးတော့ဘာတွေလှုပ်ဆောင်တင်လဲဆိုတာဆရာအနေနဲ့နောက်ဆုံးသုံးသပ်ပေးပါဦးခင်ဗျာဘဝပြီမှာပြီးရင်းစစ်ကိုရက်စဲစီစဉ်တဲ့ဆန္ဒနဲ့ဟောငင်းငယ်ရစီစဉ်တဲ့ဆန္ဒဟာတက်မလို့မှာအများဆုံး ဖြစ်တယ်လို့သူတို့ပြောတာတွေရှိပါတယ်ကျွန်တော်အဲ့ဒီတိုင်းလည်းယုံပါတယ်ဒါပေမဲ့အဲ့ဒါကြီးလက်တွေ့ဖြစ်မလာဘူးအဲ့ဒီဘာကြောင့်ဖြစ်မလာတာလဲဆိုလို့ရှိရင်ခုနကျွန်တော်ပြောလို့เนาะဒီအခုကိုကနဲ့ပတ်သက်တဲ့ကိစ္စเนาะဒီအာကျွန်တော်တို့ကိုကနဲ့ပတ်သက်တဲ့ကိစ္စကျွန်တော်တို့နောက်ပြီးတော့ဒီပလောင်အဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စเนาะဂျာရီမာဟိုအစိုးရအနေနဲ့တပ်မတော်အနေနဲ့တပီလုံးညဉ့်ညံရေးရှစ်ရှုပြီးတော့နောက် NCA ဟာတနိုင်ငံလုံးကိုဟိုကျွန်တော်လွှမ်းခြုံနိုင်တဲ့အနေအထားနဲ့တကယ်တမ်းကျွန်တော်တို့အပြစ်ခတ်ရဆဲတဲ့တနတ်တန်တွေတိတ်သွားတဲ့အနေအထားတွေရောက်အောင်တတ်မလို့အနေနဲ့ဒီအမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့ရေရှည်ပြည်တွင်းညဉ့်ညံ့ရေးတကယ်ရရှိဖို့အတွက်တတ်မလို့အနေနဲ့ဟိုတင့်လျော်စွာပျော်ပြောင်းတဲ့သဘောထားလေးနဲ့အမျိုးသားပြန်လည်တင့်မြတ်ရေးစိတ်ဓာတ်နဲ့ဒီတိုင်းသားအလုံးလက်နက်ကင်ဖွဲ့စည်းအလုံးပါဝင်လာအောင်ကြိုးစားပေးဖို့ ျွန်တော်တို့အနေနဲ့ကတော့မေတ္တာခံနေတာပါဟုတ်ကဲ့ကဲ့ဒေါက်တာဇေမျိုးသိန်းနေတော့နောက်ဆုံးနေတက်မတော်ဘာများပြောလို့ပါလဲခင်ဗျငင်းငင်းကိစ္စနဲ့ပတ်သက်ကျွန်တော်ကတော့လက်ရှိအခြေအနေမှာတက်မတော်ဟာငင်းငင်းနဲ့ပတ်သက်ပြီးတော့စိန်ခေါ်မှုကိုကြုံတွေ့နေရအဲ့ဒီစိန်ခေါ်မှုကိုတက်မတော်အနေနဲ့အခွင့်အလမ်းဖြစ်ပြောင်းလဲနိုင်မှုလိုအပ်တယ်လို့မြင်တယ်အတနည်းအားဖြင့်ကျွန်တော်ဆိုလိုချင်တဲ့သဘောကတက်မတော်ဟာတိုင်းရင်းသားပြည်သူလူထုရဲ့ဆန္ဒသဘောထားနဲ့အညီဟာငင်းငင်းရင်းကိုပေါ်ဆောင်ဖို့เนาะဟိုဆောင်ရွက်လာနိုင်မယ်ဆိုရင်အဲကျွန်တော်တို့နိုင်ငံမှာ1962ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းတည်းက ကျိုးပြက်လာတဲ့အရက်ဖက်စစ်ဖက်ဆက်ဆံရေးကိုအတိုင်းအတာတစ်ခုထိပုံမကောင်းမွန်တဲ့အနေထားရောက်အောင်လှုပ်လာနိုင်မယ်လို့မြင်တယ်။အဲ့ဒီလိုဖြစ်လာမှသာလျှင်ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲဟာလည်းပဲအကောင်မောင်းတန်လာမယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာအခုမကြခင်မှာနှစ်တကူလည်းရောက်မယ်အတူဘုံမပြီမှာတကယ်ကိုစစ်မှန်တဲ့ငင်းငင်းတခုပေါ်ပါစေလို့ဆုတောင်းရတဲ့ဘက်ဒီစကားဝိုင်းကိုရည်နာလိုက်ပါတယ်ခင်ဗျာ။